ားလုံးပဲမင်္ဂလာပါဗျာအဲဒီနေ့ကတော့ကျွန်တော်ပြောနေကြကဟိုကျွန်တော်တို့ကောင်းတဲ့ချိုတွေကိုဘယ်လိုရွေးထုတ်မလဲပေါ့နိုင်ငံတွေအတွက်တနေ့ကတည်းကတနေ့လာအင်္ဂါပြောခုကကျွန်တော်အခုဘုတ်တစ်ခုပြောဝင်ပါအဲနေသားသီးမှာကောင်းတဲ့ချိုတွေရှိတယ်အဲ့ဒါတွေကိုဘယ်လိုအသုံးချမလဲဆိုတာသိသွားရင်ကျွန်တော်အများကြီးအသုံးတည်တယ်ဒါကျွန်တော်အကျဉ်းဆုံးပြောတာအကျယ်ကြီးအများကြီးပြောလို့ရသေးတယ်နားလည်သွားရင်ကျွန်တော်တို့ကအဆင်ပြေတယ်ဘဝကြီးမှာဘယ်လိုနေထိုင်မလဲဘယ်လိုစားသောက်မလဲသိတဲ့ပုံစံမျိုးပဲဗီဒီယိုမှာလည်းအဲ့လိုသိတာရှိတယ်ဘုတ်တစ်ခုတွေစပြောအောင်ဘုတ်တစ်ခုတွေအတွက်ကောင်းတဲ့ချိုဟာရှိတယ် အာတနင်္ဂနွေရတနင်္ဂနွေကြာလာပြီရတနင်္ဂနွေရတနင်္ဂနွေကြာလာပြီရဗုဒ္ဓဟူသားမီးတွေအတွက်တကယ်ကောင်းတဲ့ဂျိုတွေတကယ်ကိုအတွက်ကောင်းတဲ့ effect ကိုရနေတဲ့ဂျိုတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအဓိကအားဖြင့်ကိုယ်ထိန်းချုပ်နေတာကတနင်္ဂနွေပါဗုဒ္ဓဟူသားမီးတွေကိုဘုရားထိန်းချုပ်ပေးနေတာကကျွန်တော်တနင်္ဂနွေအဲ့တော့တနင်္ဂနွေဂျိုကအကောင်းဆုံးဂျိုတစ်ခုအနေနဲ့ဖြစ်တယ်ဘာလို့ဗုဒ္ဓဟူသားမီးတွေက တနင်္ဂနွေဂျိုလိုအပ်တာလဲလိုအပ်တာလဲအဲ့ဒါလေးကျွန်တော်ပြောပြခြင်းတယ် ော့ဗုဒ္ဓဘူသာမီးတွေထဲမှာအကုန်လုံးမဆိုလို့ဘူးဗုဒ္ဓဘူသာမီးဆိုတာကတော်တော်များများနဲ့လိုက်ရောညီထွေနေတတ်တဲ့လူမျိုးတွေဖြစ်တယ်။နော်အော်သူများနဲ့မအဆက်ကိုလောက်ညီထွေမနေတတ်တဲ့လူတွေလည်းမရှိဘူးမဟုတ်ဘူးရှိတယ်ဘုရူသားမီးတွေရာဂိုင်နှုံးအားဖြင့်တော်တော်များများနဲ့လိုက်ရောညီထွေနေတတ်ကြတာများတယ်အော်အစင်ပြောင်နေလိုက်တယ်ဟိုလူနဲ့အစင်ပြောင်ပြောတယ်ဟိုလူနဲ့အစင်ပြောင်ဟိုဟာဖြစ်တယ်အဲ့တော့ မာနကြီးတခွဲသားနဲ့မနေဘဲနဲ့အလုံးနဲ့တော်ယုံဟာတက်အောင်နေတတ်တယ်လို့ဖြစ်တဲ့အတွက်လူတွေကဘာထင်လဲလို့အဲ့လိုလူကိုလေချက်စရာကောင်းတယ်လို့ထင်နိုင်တဲ့လူဟာတပိုင်းဘာကောင်လူပေါ်ကြီးပါကွာအားလုံးပြောရင်ဖြစ်ပါတယ်ကွာအဲ့လိုမျိုးထင်သွားတဲ့လူဟာတပိုင်းပေါ့အဲ့ဒီနှစ်ပိုင်းရှိတယ်ဘာကြောင့်ပဲကျွန်တော်တို့ကဗုဒ္ဓဘူးသားသမီးတွေကိုအုပ်ချုပ်ပေးမဲ့လူဟာတင်းနေကုန်နေတင်းနေကုန်နေကြိုးစားဟိုအချို့ကတော့ပြောကြတယ်မာနာကိုတင်းကုန်နေကြိုးစားမာနာလို့ပြောတယ်တပြီးတော့တင်းကုန်နေကြိုးစားအကြီးအမှုချုပ် အဲတင်ဦးနေဇိုဆိုတာဥဆောင်နိုင်ဆိုတာမြင်မာတဲ့ဂျိုဒါကြောင့်တင်ဦးနေဂျိုအုပ်ဆိုးထားတာဖြစ်တဲ့အတွက်ဗုဒ္ဓဘူသားသမီးတွေဟာအချို့နေရာတွေမှာတကယ်ကိုအစွမ်းရည်ရှိတဲ့လူတွေဥဆောင်နိုင်ဆိုတာရှိတဲ့လူတွေတခုခုမှမြင့်မြင့်မာမာတော်နေတဲ့လူမျိုးတွေနော်ခေါင်းဆောင်တွေရှိတဲ့လူမျိုးတွေအဲမျက်နှာခက်တီတီနေပြီးတော့အချို့နေရာတွေမှာငါလုပ်ပြနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေအဲ့လိုပုံစံမျိုးလဲကျွန်တော်ပြောင်းနေဖို့လိုတယ်နော်ဗီဒီယိုအားလေးနဲ့နေနေတာမျိုးတွေထက်ဆိုင်အချို့နေရာတွေမှာခေါင်းဆောင်စိတ်နော် ခေါင်းဆောင်အရေးအသွေးတာဝန်ယူမှုတာဝန်ခံမှုမျက်နှာခက်တီတီနေတာမျိုးတွေချုပ်နေရမှာခက်ပေါ်ပေါ်ကြီးမဟုတ်ဘဲနဲ့အဲ့လိုမျိုးဖြစ်စေချင်တာပြီးတော့ဗုဒ္ဓဘုရားကြီးကအဲ့လိုလိုင်အောင်ကြီးထွေနေပြီးပေါ့ပေါ်ပေါ်နေတာများတာဖြစ်တယ်တော့အချို့နေရာတွေမှာကျွန်တော်တို့ကအဲ့ဒီလုံနိုင်စွမ်းကြသွားတတ်တယ်အဲ့လုံနိုင်စွမ်းမကြအောင်ဒီနေ့ကုန်နေရာထိမိတယ်အဲ့တော့တင်ရဗုဒ္ဓဘုဖြစ်တယ်ဆိုရင်တာဝန်မှုတာဝန်ခံမှုတွေခေါင်းဆောင်နိုင်စွမ်းတွေတော့စွမ်းအားတွေမာနတွေဒါတွေရှိဖို့လိုတယ်နော် တော့ဓာရီရှိဖို့လိုတယ်ဓာရီရှိရင်ပို့ပြီးတော့ကောင်းတယ်ပြီးရဗုဒ္ဓဘုရားသမီးတွေကတနင်္ဂနွေနေ့ကနဝင်းဖြစ်တဲ့အတွက်အဲ့တနဝင်းတနင်္ဂနွေနေ့ကဘာကိုပြောတာလဲဆိုမိဘကိုပြောတာမိဘကတနင်္ဂနွေနေ့ဆိုပိုင်တယ်နော်အဲ့တော့ဗုဒ္ဓဘုရားသမီးတွေကတနင်္ဂနွေနေ့အားကောင်းတာဖြစ်တဲ့အမိဖအားရဲ့လမ်းညွှန်မှုကိုလည်းကျွန်တော်တို့ကဥပိ္ပခပြုလို့မရဘူးနော်မိဘတွေပြောရတဲ့မှာကိုနဲ့အတုံးတဲတဲ့ဟာတွေကိုယူသုံးဖို့လိုတယ်။အာမိဘပြောတာလကားပါကွာ။လူကြီးတွေဘာမှသိအောင်မဟုတ်ဘူး။အဲ့လိုပြစ်ပယ်တဲ့ဗုဒ္ဓဘုရားတွေအဆင်မပြေတာများတယ်။ပြီးတင်းတင်းကုန်နေဆိုတာကျွန်တော်တို့က မင်းအစိုးရဥပဒေကိုရောက်တဲ့နိုင်ငံမှာရှိတဲ့ဥပဒေကိုလေးစားလိုက်နာဖို့လိုတယ်မလိုက်နာတာများလာရင်တစ်ချိန်ချင်းပါအဲ့လူတွေကဒုက္ခရောက်တယ်ဘုဒ္ဓဘုရားမိတယ်မဟုတ်တာတွေလုံနေတယ်အောက်ဆိုက်တွေရှာနေတယ်ဟွာဒီယာတွေလုံနေတယ်ဒါပါတော့ဗျာမကောင်းဘူးခင်ဗျားဟုတ်လေဒါတိပြီးသားပါအဲ့လူတွေလုံနေတယ်မဖြစ်ရင်ဘာမဖြစ်ဘူးဖြစ်ချိန်တန်ပြီဆိုရင်တို့ကဒုက္ခအကြီးရောက်တယ်ဒါတော့ဘုဒ္ဓဘုရားမိဖြစ်တယ်ဆိုရင်ချမှတ်ထားတဲ့နိုင်ငံတစ်ခုရဲ့စီမင်းစီကံဥပဒေတွေကိုလေးစားလိုက်နာပါအဲ့ဒါတွေကိုလက်တုံးကြလုံနေတယ်ဆိုရင်တစ်ချိန်ချိန်မှာတော့ ဒုက္ခအကြီးရောက်လိမ့်မယ်အဲ့ဒါကိုလည်းမမေ့နဲ့အဲ့ဒါကိုလည်းကျွန်တော်ပြောခြင်းတယ်နော်ဒီအချက်ကအဓိကဒါဗုဒ္ဓဘာသာဖြစ်တယ်ဆိုရင်ဥဆောင်နာဆိုတာမြတ်ပါရမယ်တာဝန်မှုတာဝန်ခံမှုရှိရမယ်ဟိုပေါ်ပေါ်ပဲပဲအယမ်းမနေပဲနဲ့မာနာဆိုတဲ့ပုံစံလေးထားမယ်လက်အောင်ကြီးထွေနေတာနေတာတပိုင်းငေါ့လာမထီးနဲ့ငေါ့တော့လာမကြောနဲ့ဒီလိုမျိုးရှိတယ်ဆိုတာမျိုးကိုလည်းသိအောင်ဟိုကျွန်တော်ပြောပြောနေကြပါမွေဟောက်မှန်သိအောင်တော့တခါလေးအမောက်ဖြစ်ထောင်များဖို့လိုတယ်ဆိုတဲ့လူမျိုးတွေဖြစ်တယ်အဲ့ဒီအချက်လေးအုပ်ဆိုးတယ်ဆိုတာသိတာပါနဝင်းကျုပ်ပြီးတော့စီးပွားဆိုဗုဒ္ဓဘာသာမြို့ရဲ့စီးပွားဆိုတာအကြတာရေးကျုပ်ပါ ဂျာပရီဂျာပရီဂျိုဆိုတဲ့အတိုင်းပဲဗုဒ္ဓဘာသာမိတွေကကျွန်တော်တို့ကလောက်ရတဲ့အလုပ်တွေမှာအကောင်းဆုံးပေါ့တခုခုကိုကိုကိုတိုင်းကိုနာမည်နဲ့ထုတ်တာအကောင်းဆုံးလို့ပြောတာခါပါတော့ဗျာဟိုမြူသီးချက်မုတ်လေးရောင်းတာစာကိုနာမည်နဲ့ကိုထုတ်တယ်ခွက်လေးတလုံးလောက်တာစာကိုနာမည်နဲ့အဲ့တော့ပစ္စည်းတွေမှာကိုနာမည်နဲ့ကိုထုတ်ပြီးတော့စီးပွားရှာတာတွေကအကောင်းဆုံးအဲ့တော့ brand တခုတိဆောက်တယ်လို့ခေါ်တာအဲ့တော့ ကုန်ပစ္စည်းထုတ်လုပ်မှုအပိုင်းကုန်ပစ္စည်း brand တစ်ခုကိုအရည်အသွေးတစ်ခုထုတ်ပြတဲ့အပိုင်းအဲ့ဒါတွေမှာသူတို့ကတဲလန့်ရှိကြတယ်နော်အဲ့တော့တစ်ခုခုကိုထုတ်လုပ်နိုင်စွာမြင့်မားမြင့်ပါတယ်ဒါကြောင့်ပဲဗဟုသုတမီဒီယာအလုပ်လုပ်တဲ့နေရာတွေမှာ brand တစ်ခုတည်ဆောက်နိုင်တာကုန်ပစ္စည်းထုတ်လုပ်နိုင်တဲ့စွမ်းရည်မြင့်မားတာဒါမှမဟုတ်လေသူများထုတ်လုပ်ပြီးသားကိုကိုကိုစလဲယူပြီးတော့ပေါအောင်လုပ်နိုင်တဲ့အစွမ်းရှိကြတယ်နော်ပြီးရင်ကျွန်တော်တို့ဖြန့်ပြူးတာဖြန့်ချီတာသူများထပ်ပို့ပြီးဖြန့်နိုင်စွမ်းရှိတယ်ဒါဒီပစ္စည်းကမှဒီပစ္စည်းလေးတစ်ခုကိုကျွန်တော်က အလုံးတစ်ထောင်ရောင်းကျင်တယ်နှစ်ထောင်ရောင်းကျင်တယ်၃000ရောင်းကျင်တယ်သူများတွေရောင်းမယ်ဗျာ6လတစ်နှစ်ကြာမယ်သူတို့ဈေးကွက်စီးပွားရေးကိုနားလေပြီးရောင်းမယ်ဆိုဗုဒ္ဓဘူသားမိတွေက2000 3000ကို order တွေတက်ပြီးတော့၄5ရက်နဲ့ရောင်းထွက်သွားအောင်လုံးနိုင်တဲ့တဲလန့်ရှိတယ်ရှိတယ်ဒါကြောင့်ပဲဗုဒ္ဓဘူသားမိတွေကဖြန့်ချီရေးလုပ်တွေဖြန့်ပြူရေးလုပ်တွေကိုယ်စားလှယ်လုပ်တွေကုန်ထုတ်လုပ်မှုနဲ့ပတ်သက်တဲ့လုပ်တွေ brand တစ်ခုတိဆောက်တဲ့အပိုင်းတွေနော်ဒါတွေကိုလည်းကျွန်တော်တို့ကောင်းတယ်ပြီးရင်ဗုဒ္ဓဘူသားမိတွေကပညာဖြန့်ဝေတဲ့အပိုင်းမှာလည်းစီးပွားရှာလို့ရတယ် တက်တဲ့ပညာကိုပြန်သင်ပေးတာတွေနော်ပညာတန်တန်းတွေဖွင့်တာမျိုးတွေထားပါတော့ဟိုဗီဒီယိုရိုက်တာကင်မရာရိုက်တာနားလဲတယ်ဒါတော့ကင်မရာ setting တွေအကြောင်းတွေဗီဒီယိုဘယ်လိုရိုက်မယ်ဆိုတဲ့အကြောင်းတွေဘယ်လိုအက်ဒစ်လုပ်မယ်ဆိုတဲ့အကြောင်းတွေနော်ဘယ်လိုတိဖြတ်ရမယ်ဆိုတဲ့အကြောင်းတွေဒါတွေကိုပြန်သင်ပေးတယ်ပေါ့အဲ့တော့ကိုတက်တဲ့ပညာကိုပြန်ဖြန့်တာမျိုးတွေပို့ထူသားမိတယ်စီးပွားရေးအနေနဲ့ရှာမယ်ဆိုရင်ကျွန်တော်တို့ကောင်းတယ်အဲ့တော့လုပ်ငန်းအကြီးမားကျယ်ပြန့်တာကိုပြောတာဖြစ်တဲ့အတွက် ဟိုတိတိမောမောလေးတွေလက်လီအလုပ်လေးတွေလုပ်နေကြတဲ့လူမျိုးတွေအနေနဲ့ငါတို့လုပ်ငန်းကိုဘယ်လိုကြီးကျယ်အောင်ချဲ့မလဲဘယ်လိုဆိုင်ခွဲတွေဖွင့်မလဲဘယ်လိုတစ်ခုနဲ့တစ်ခုပို့ပြီးတော့လုပ်ငန်းမှာဟိုအကြီးကြီးဖြစ်သွားအောင်လုပ်မလဲဒါတွေအကုန်လုံးကိုကျွန်တော်တို့သိထားဖို့လိုပါတယ်အဲ့လိုမှမသိထားဘူးဆိုရင်ကျွန်တော်တို့စီးပွားရေးလုပ်တဲ့နေရာတွေမှာအားနည်းချက်ရှိစေတယ်ဆိုတာကဘုဒ္ဓဘုရားကြီးတွေမှာရှိတယ်ပေါ့နော်အဲ့ဒီချက်ကိုလည်းသိဖို့လိုတယ်နောက်ပြီးတော့ကျွန်တော်တို့ဘုဒ္ဓဘုရားမိတွေရဲ့စမ်းကြိုပေါ့စမ်းကြိုကအားလုံးသိတဲ့အတိုင်းပဲတနင်္လာပိုင်တယ်ဘဲလာပိုင်တယ်တနင်္လာကကျွန်တော်တို့ကောင်းငင်ကလမင်း အားလုံးလည်းသိကြတယ်အဲ့တော့ဗုဒ္ဓဘုရားသမီးတွေကကိုချစ်ရတဲ့သူတွေကိုအိမ်တော်ဘက်တွေကိုလက်ထွေးရမယ့်လူတွေကိုသားသမီးတွေအဲ့လိုလူတွေကိုကျွန်တော်တို့ကတော့ပျော်စေခြင်းတယ်ပျော်စေခြင်းပျော်နေတာကြိုက်တယ်အဲ့တော့ကိုချစ်ရတဲ့လူဟာမျက်နှာကြီးကတည်ကြည်ပြီးအရန်ညူဆူနေတာရရစိတ်ကောက်နေတာရရစိတ်ရှုပ်နေတဲ့ပုံဖြစ်နေတာရရအလိုမကျနေတဲ့လူဖြစ်နေတာအဲ့လိုမျိုးလူမျိုးတွေကိုတို့ကကြိုက်လည်းမရှိဘူးနော်ဘာလို့စူးစမ်းရတာရှိမလဲပင်မဖန်တာကြီးမှာပင်မပြောစရာရှိလဲငါတို့အတူတူပြောကြမယ်ဆိုတဲ့စိတ်မျိုးရှိတယ် တော့အဲ့လိုမှမဟုတ်တဲ့လူမျိုးဖြစ်နေတယ်အရာရာညူဆူနေတယ်အရာရာပြစ်တင်နေတယ်ကိုယ့်ပေါ်အရာရာစိတ်ကောက်နေတယ်ဒီလိုမျိုးလူမျိုးတွေနဲ့ဆိုဗုဒ္ဓသာမီးတွေကမမြဲတာများတယ်ဟောဗုဒ္ဓသာမီးတွေကကိုယ့်ချစ်သူနဲ့အတူတူကပျော်ရွှင်နေတယ်စိတ်ချမ်းသာနေကျင်တဲ့လူမျိုးတွေဒါပေါ်ခီးသွားတာရှင်လားဟောအတူတူသွားကြအောင်အာရှင်သွားခီးတမမလိုက်ချင်ဘူးအဲဒီလိုမျိုးချစ်တာများလာရင်အိမ်တော်ကြီးမှာ divorce ဖြစ်ဖို့ဖြည်းဖြည်းနဲ့နီးလာတယ်လို့မှတ်ပါဗုဒ္ဓသာမီးတွေကကိုယ်နဲ့တသားလေးဖြစ်မဲ့စိတ်သွားတိုင်းကိုပါကိုယ်နဲ့တကယ်ကို ဟိုပါပေါ့ပုံစံတွိုက်ချင်းတူတဲ့လူမျိုးကိုပဲကျွန်တော်တို့ကရွေးဖို့ကျွန်တော်တို့အကြံပေးပါတယ်အဲ့ဒါကပိုကောင်းတယ်အဲပြီးတော့ဗုဒ္ဓဘာသာအမေရိကအများအားပြောင်းရွှင်နေတဲ့အချက်သူအများအားကြီးလင်းလင်းနေတဲ့အချက်သူဟိုခန္ဓာကိုယ်ပါလို့လည်းရရင်ညစ်ပတ်ရှုပ်ပွားနေတာမျိုးမကြဘူးနော်ဒါကြောင့်ပဲဗုဒ္ဓဘာသာအမေရိကကိုချစ်သူကိုရွေးတဲ့အခါကျရင်လည်းတတ်တတ်ပြတ်ပြတ်ရှိတဲ့လူကြီးလင်းလင်းရှိတဲ့လူအသားရည်ဖြူတယ်ညိုတယ်ဆိုတာကိုတော့မပြောလို့ဒါပေမဲ့မျက်နှာလေးကြည့်ပြီးတော့ဟဲ့အေးချမ်းလိုက်တာ အာသူကအရင်မချောရမယ်သူမျက်နှာလေးကြည့်ရင်ငိမ့်ညံ့လိုက်တာအဲ့လိုလူမျိုးကိုရွေးချယ်ယူရင်အိမ်တော်ကြီးပိုတာရတယ်ပိုမြဲတယ်ဗောနောပိုပြီးကောင်းတယ်ဒါကိုလည်းကျွန်တော်တို့သိထားစေချင်လို့ပြောတာပါเนาะအဲ့ဒီအချက်လေးတွေကိုလိုက်နာဖို့လိုတဲ့အခြေအိမ်တော်ကြီးမှာအဲ့ဒီပုံစံမျိုး flow ဝင်တဲ့လူကိုယူနိုင်ရင်အိမ်တော်ကြီးပိုပြီးတာရနိုင်တယ်နောက်ဆုံးတော့သဘောပေါက်မယ်ထင်ပါတယ်ကျွန်တော်ဗီဒီယိုရှေ့ဒီမပြောတော့ဘူးအခြားခြားတိတိတဲ့ခါကျရင်လည်းကျွန်တော်ဟိုအထက်ဆောင်မန်းပြီးအောက်နင်းချမ်းကိုလည်းဘလို့ဆောင်ရမယ်ဆိုတာလေးဘလို့ရှောင်ရမယ်ဆိုတာလေးပြီးပြောပေးပါမယ်เนาะအဲ့တော့ဗုဒ္ဓဘာသာမီးအားလုံး ပုံကိုယ်တိုင်းတိစောင်းနိုင်ကြပါစေဘလို့လုပ်ရင်ပိုကောင်းမလဲဆိုတာလေးလာသုံးသပ်ပြီးတော့ဘဝကိုပိုကောင်းအောင်ဆက်ရှောက်နိုင်ပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ